ရုရှားရဲ့ပြည်ခွင်တွေကိုရဟယင်မောင်းသွင်းပြီးမထင်မှတ်တဲ့နည်းနဲ့တိုက်ခိုက်ခဲ့တဲ့ယူကရိန်းအချိန်ကမော်လယ်ပိုင်း2:48မိနစ်ယူကရိန်းတပ်ခိုက်ရေးရဟယင်တစီကစည်းကမ်းတွေကိုချိုးဖောက်ပြီးရုရှားတုံးကြီးအဖွဲ့ရှိတဲ့ area တွေကိုတက်တဲ့ကြီးဝင်သွားပါတယ်။ပြန်တန်းနေတာကလည်းနိုင်နိုင်လေးပါပဲ။ရုရှားတုံးကြီးအဖွဲ့တော်ဒီရဟယင်ရဲ့လုံရက်ကိုမယုံနိုင်အောင်ဖြစ်သွားပါတယ်။ MI24 Hind လို့ခေါ်တဲ့ဒီရဟယင်ပေါ်မှာတော့ဒုံးကြီးအပြည့်တင်းဆောင်လာတာပါ။ပြန်တန်းလာတာကလည်းခိုးချောင်ခိုးဝဲမဟုတ်ပါဘူး။ပေါ်တင်ကြီးဖြစ်ပါတယ်။ ဒီရဟရင်မှာ BHV ဒုံးကြီးအိမ်၄ခုတက်ဆင်ထားတာပါဒုံးကြီးတစ်ခုစီမှာ SH ဒုံးကြီးအလုံး20စီပါဝင်ပါတယ်ဒုံးကြီးတစ်လုံးစီက17.3 kg လောက်အလေးချိန်ရှိပြီး400 mm ရှိတဲ့တန်ချက်ကာကိုဖောက်ထွင်းနိုင်တဲ့ထိပ်ဖူးပါဝင်နေတာပါအဲ့ဒီထိပ်ဖူးရဲ့အလေးချိန်က17.1 kg လောက်ရှိပါတယ်ပြောရရင်လက်နက်အပြည့်နဲ့စွမ်းဆောင်ရင်မြရဟရင်တစ်စီးကရုရှားတွေတိမ်ပိုက်ထားတဲ့နယ်မြေတွေကိုပေါ်တင်ဝင်လာခဲ့တာပါပဲရဟရင်ရှိနေတဲ့နေရာကနေ3.2 km လောက်ဝေးတဲ့နေရာမှာတော့ရုရှားဒုံးကြီးအဖွဲ့တစ်ဖွဲ့ရှိပါတယ် တို့ကယာယီစကန်တီဆောက်ပြီးနေရာယူထားတာပါနောက်ပြီးယူကရိန်းရဟယင်ဝင်လာတာကိုလွန်ခဲ့တဲ့၄မိနစ်လောက်ကလေးကမှန်ပြောင်းနေတဲ့မျက်ခြေမပြတ်စောင့်ကြည့်နေကြတာဖြစ်ပါတယ်ဒီအပွဲတွေမှာတော့ 9K30H ဧကလာဝင်အဖြစ်ပခုံးတန်းလောင်ကြာတွေရှိပါတယ်ဒီလောင်ကြာကစက်ကွန်ဒသမ6 kg အလေးချိန်ရှိပြီးတဲသမ5မီတာရှိပါတယ်ဒုံးကြီးကတော့တေသမ1.0 kg အလေးချိန်ရှိနေတာပါဒီဒုံးကြီးထိမှန်မယ်ဆိုရင်တော့ဘယ်လိုရဟရင်မျိုးမှခံနိုင်ရှိမှာမဟုတ်ပါဘူးဘောထူကြတာကဒီဒုံးကြီးထိတ်မှာပါဝင်တဲ့အန်ရောက်ရောင်ကြီးအာယုံခံကြရပါပဲ ်အရီကရီယာကြောင့်အပူချိန်ကြောင့်ပြင်းထန်တွေကိုကောင်းကောင်းခွဲခြားနိုင်စွမ်းရှိပါတယ်ရုရှားတုံးကြီးအဖွဲ့စောင့်ကြည့်နေတော့မှာပဲယူကရိန်းရဟယင်ကအုံကြီးအလုံး80စလုံးကိုဇက်တိုက်ဖြစ်ချလိုက်တာပါဒီတုံးကြီးတွေကတစ်စက္ကန့်ကို6.10မီတာနောက်နဲ့အမြေပြင်စီပြေးထွက်သွားပါတယ်။ပြီးတော့မီတာ900လောက်ရှိတဲ့ area အတွင်းကြားရောက်ပေါက်ကွဲသွားတာပါ။ဒါပေမဲ့တုံးကြီးတော်တော်များများကနေပရိုမြစ်ထဲကြာသွားပါတယ်။တချို့တုံးကြီးတွေကြတော့ဂွင်းပြင်တွေထဲကြာပြီးပေါက်ကွဲသွားတာပါ။တချို့ကတော့အဆောက်အဦတွေကိုထိမှန်ခဲ့ပါတယ်။ပြောရရင်ဒီပြစ်ခတ်မှုကရန်တန်ပြစ်ခတ်နေသလိုပါပဲ။ ဗျူဟာမြောက်ထိမှန်တဲ့နေရာတွေလည်းမရှိနေပါဘူးဒီအခြေအနေကိုစောင့်ကြည့်နေတဲ့ရုရှားတုံးကြီးတပ်ဖွဲ့ကတော့နမောနမဲနိုင်တဲ့ယူကရိန်းရဟရင်တစီကိုဖမ်းမိပြီလို့ပဲယူဆနေခဲ့ကြတာပါနောက်ပြီးရဟရင်ရှိနေတဲ့အကွာအဝေးကဧကလာပခုံးတဲ့လောင်ကြားတွေအတွက်လှလန်းမိတဲ့နေရာမှာရှိနေပါတယ်အဲဒါကြောင့်ပြစ်ခတ်မဲ့သူကလက်နက်အခြေအနေကိုစစ်ဆေးလိုက်တာပါအင်္ဂလာတုံးကြီးတွေကတစ်စက္ကန့်ကိုမီတာ800အရှိန်နဲ့သွားနိုင်ပြီးဒုံတသမ5ကီလိုမီတာအကွာအဝေးအတွင်းမှာပြစ်ခတ်နိုင်ပါတယ်။အခုတော့ယူကရိန်းရဟရင်ကခန်းနေနေပြန်တန်းနေတာဖြစ်တဲ့အတွက်အခြေအနေကပိုကောင်းနေတာပါ။ တကယ်စဉ်းစားကြည့်ရင်တော့အခြေအနေတွေကထိုးစန်းနေတာဖြစ်ပါတယ်ပရမာချက်ကဒီနေရာကိုယူကရိန်းရရင်ကရဲရဲတင်းတင်းပြန်တန်းနေတဲ့ကိစ္စပါပဲနောက်ပြီးအဲ့ဒီနေရာကချက်ချင်းတိုက်ခိုက်ဖို့အရေးကြီးတဲ့အခြေခံအဆောက်အုံတွေလည်းရှိမနေပါဘူးဥပမာအားဖြင့်ရုရှားရဲ့ drone ကိုကဲရေစခန်းလိုမျိုးပြင်ပတွေဖြစ်ပါတယ်အရာမျိုးတွေလည်းဒီနေရာမှာမရှိပါဘူးအခုလည်းဒီရရင်ကဒုံးကြီးတွေရှောက်ပစ်ပြီးရှောင်မောင်းနေတာပါဒီကိစ္စရဲ့နောက်မှာရည်ရွယ်ချက်တစ်ခုရှိရမယ်ဆိုတာရုရှားတုံးကြီးအဖွဲ့ကမစင်းစားမိပဲမနေပါဘူး။ဒါပေမဲ့လက်တကမ်းမှာရှိနေတဲ့ရဟယင်ကိုမပြစ်ချဘဲလဲမနေနိုင်ခဲ့ပါဘူး။ စီးကန်းတွေအရာလည်းဒီလိုအခြေအနေတွေမှာပြေချာခွင့်ရှိနေတာပါ။မော်လွဲ2:48မိနစ်ယူကရိန်းရဟရင်စီက SH ဒုံးကြီးတွေကြားရောက်ပေါက်ကွဲပြီးတဲ့နောက်မှာတော့ရုရှားဘက်ကလည်းအေကလာလောင်ချာတွေနဲ့လှန်ထူလိုက်ပါတယ်။အင်္ဂလာရဲ့အနေရောက်ရောင်ကြီးတုံးအာယုန်ခံကရိယာက MI24 ရဲ့အိဇော့ပူကိုပြင်မဲ့ဖြစ်ဖမ်းယူလိုက်တာပါပြီးတော့ရဟယင်စီကို match 1.9အချိန်နဲ့ဥတီသွားခဲ့ပါတယ်ဒီအချိန်မှာယူကရိန်းရဟယင်ရဲ့ရေဒါ3ပေးစနစ်တွေလည်းထမီလာခဲ့တာပါဖိုင်လော့ကအရိကိစ္စကိုမျှော်လင့်ထားခဲ့ပုံပါပဲ တိတ်ပြီးမတုံ့လောက်နေပါဘူး SPO 15 radar စနစ်ကရန်သူ radar စနစ်နဲ့ဒုံးကြီးရှာဖွေမှုတွေကနေထုတ်လွှတ်တဲ့လျက်စစ်တန်လိုက်လိုင်းတွေကိုထောက်လန်းနေပါတယ်ဒီစနစ်က internal 6ခုပါပြီး360 degree လှည့်ပတ်ထောက်လန်းနိုင်တဲ့စနစ်ပါပဲနောက်ပြီးရဟယင်စီဦးတီလာတဲ့လက်နက်ကိုလည်းခွဲခြားနိုင်ပါတယ်အခုလဲသူ့စီကိုဦးတီလာနေတဲ့အေကလာဒုံးကြီးကိုရဟယင်ရဲ့စနစ်တွေကချက်ချင်းဖော်ထုတ်ခဲ့လိုက်တာပါနောက်ပြီးပြက်ခတ်လိုက်တဲ့နေရာကိုလည်းရှာဖွေနိုင်ခဲ့ပါတယ် ရန်သူစီကပြင်လို့တဲ့လက်နက်ကိုတီတာနဲ့တပိုင်နဲ့ဘိုင်းလော့ကဘဲဘက်ကိုကွေချလိုက်ပါတယ်။ပြီးတော့အရရောက်ရောင်ကြီးပါတဲ့မိချီတွေကိုကျဲချလိုက်တာပါ။ဒီမိချီတွေကနေရာအနှံ့ကိုဖျားထွက်သွားပါတယ်။ဒီချိန်မှာတော့ဧကလာဒုံးကြီးရဲ့အတွက်ပြင်ဘက်ကိုရှာဖွေတဲ့နေရာမှာအခက်ခဲတွေဖြစ်လာခဲ့ပါပြီ။ခုနကရဟယင်စီကပြစ်လိုက်တဲ့ဒုံးကြီးတွေကြောင့်မြေပြင်မှာလည်းအပူလိုင်းတွေဖြစ်နေတာပါ။ပြီးတော့အပေါ်မှာလည်းမိချီတွေကြောင့်အပူလိုင်းတွေရှုပ်ထွေးနေပါတယ်။ဒီချိန်မှာပဲဧကလာရဲ့အာယုံခံစနစ်ကအလုံးများသွားခဲ့ရတာပါမျိုးစုံနဲ့အပူရင်းမြစ်တွေကြားထဲမှာမှဖြစ်နိုင်ခြင်းအရှိဆုံးကိုဧကလာကတိုက်ခိုက်လိုက်ပါတယ် ဒါပေမဲ့အရာကရဲရင်တော့မဟုတ်ပါဘူးမီတာ150လောက်ကမီဂျီရီရဲ့နေရာကိုသွားထိတာပါအဲဒါကြောင့်ရုရှားဒုံးကြီးအဖွဲလဲမချစ်မရဲဖြစ်သွားပါတယ်သူတို့မသိတာကအီကလာဒုံးကြီးပြလွတ်တဲ့နေရာကိုယူကရိန်းတွေကလွှတ်ဝတ်ထောက်လှမ်းနေကြတယ်ဆိုတာကိုပါပဲယူကရိန်းထောက်လှမ်းရေးစနစ်တွေကလျှက်ဆက်တန်လိုက်ထောက်လွှမ်းမှုတွေနဲ့ဒုံးကြီးရဲ့အပိုဓာတ်ကိုပေါင်းဆက်ပြီးအဲဒီနေရာကိုဖော်ထုတ်လိုက်တာပါအရင်ကဆိုရင်အဲ့ဒီလိုဖော်ထုတ်နိုင်ဖို့15မိနစ်ကနေနိုင်ယူဝါလောက်အချိန်ယူရပါတယ်။အခုတော့ခင်မီနီပညာရေကြောင့်စက္ကန့်60လောက်ပဲကြာမြင့်တော့တာပါ။ လိုအပ်တဲ့အချက်အလက်တွေရရှိချိန်မှာပဲ10ကီလိုမီတာအကွာမှာအသင်ဆောင်းလိုက်နေတဲ့ယူကရိန်းရဲ့ FPV ဒရုန်းတစ်စီးကစပြီးအသက်ဝင်လာခဲ့ပါတယ်။ဒါကယူကရိန်းရဲ့ရေးဆွဲထားတဲ့ဖြူဟာပါပဲ။ရဟယင်တစီးနဲ့ရန်သူနယ်မြေတွေကိုဝင်ပြီးမြားခေါ်ရန်သူအဖွဲ့ရဲ့ပေါ်အောင်ရာကိုဖော်ထုတ်တိုက်ခိုက်တဲ့နေ့ဖြစ်ပါတယ်။အန်ဒရမားရီဆိုပေမဲ့ဖြူဟာတိုင်းအလုတ်ဖြစ်သွားခဲ့ရင်ရလာမယ့်အကျိုးကျေးဇူးကမနည်းလာပါဘူးအခုတော့သူတို့ရဲ့ဖြူဟာအလုတ်ဖြစ်လာမဖြစ်ဘူးလားဆိုတော့တီးခွင်ရရမယ့်အခြေအနေကိုရောက်လာခဲ့ပါပြီ ရုရှားဘွယ်ကတော့အဲ့ဒီအခြေအနေတွေကိုမရိပ်မိသေးပါဘူးသူတို့ရဲ့လုံထုံးလုံနည်းတွေအတိုင်းပဲဆက်လက်ဆောင်ရွက်နေတာပါအဲ့ဒါကသူတို့ရဲ့နေရာကိုပြောင်းဖို့ပြင်ဆင်နေတဲ့ကိစ္စပါပဲ အဲ့ဒီကိစ္စကလည်းမှန်ကန်ပါတယ်ဒါပေမဲ့ဆိုဖီးယားခေတ်အယူအဆကိုလက်ခံကျင့်သုံးနေစေဖြစ်တာကအားနေချက်ဖြစ်နေတာပါအဲ့ဒီခေတ်တုန်းကတော့ပြပြပြတဲ့ပြူဟာကလှုပ်ရှားဖို့အချိန်ရပါတယ်အနည်းဆုံး10မိနစ်ကလည်းနာယီနဲ့ချီအချိန်ကြာလေးအလုပ်ဖြစ်ခဲ့တာပါဒါပေမဲ့ခေတ်တနေပညာတွေအသုံးပြုလာတဲ့စေပွဲမှာတော့အဲ့ဒီအချိန်တွေကမလုံလောက်တော့ပါဘူးခေတ်တဆောင်ချီရင်နေပညာတွေနဲ့အင်တာနက်ချိတ်ဆက်ထားတဲ့စနစ်တွေကဒီအချိန်တွေကိုမင်းနဲ့ပိုင်းပဲလှုပ်ရှားလို့ရအောင်ကန့်သတ်ပစ်လိုက်တာကြောင့်ပါပဲ မောရဲ2:49မိနစ်မှာ FPV drone operator ကပြင်မှတ်ရဲ့တီးကြတဲ့နေရာကိုလက်ခံရရှိခဲ့ပါတယ်။ဒီ drone ကိုတော့မူလအတိုင်းမဟုတ်ပဲလိုအပ်ချက်နဲ့လိုက်အောင်ပြန်လည်ပြုပြင်ထားတာပါ။စေပါဆိုင်ယာ drone လို့မဟုတ်ပဲအရာသုံး drone လို့ပုံဖြတ်ထားတာဖြစ်ပါတယ်။ကင်မရာတက်ဆင်မဲ့နေရာမှာတော့ဒေတာသမား5 kg ရှိတဲ့ဒုံးကြီးထိပ်ဖူးကိုတက်ဆင်ထားတာပါ။ပြင်မှတ်ကိုလက်ခံလိုက်ပြီးဆိုတော့မီတာ90အမြင့်ကိုတက်ပြီးပြန်တန်းသွားပါတယ်။ရန်သူ radar တွေကိုရှောင်ရှားနိုင်မှုအတွက်ဒီလိုပြန်တန်းရတာပါ။ ဒီချိန်မှာရုရှားဖွဲ့ကတော့လုံခြုံရေးကိစ္စတွေကိုစောင့်ကြည့်ဖို့ထက်ပစ္စည်းတွေတင်းစီတဲ့နေရာမှာပဲအာရုံစိုက်နေကြကြတာပါဧကလာဝင်ရင်ဖြစ်ဒုံကြီးစနစ်တွေကတရားပြရတာလွယ်ကူပေမဲ့တိုင်းရစီရတဲ့ကိစ္စမှာတော့အဆင်တွေများလာပါတယ်စနစ်တကျတင်းစီနိုင်မှပြေခတ်နိုင်မှုအပြန်ပြေးစင်းတဲ့နေရာမှာလည်းအဆင်ပြေလွယ်ကူနိုင်မှာပါပြောရရင်ဒီတိုင်းတင်းရတာထက်ဖြုတ်ရတဲ့အစိပ်ပိုင်းတွေကလည်းရှိပါတယ်နောက်ပြီးအသုံးပြုပြီးသား battery AP unit ကိုလည်းဓာတုဗေဒထိတွေ့မှုတွေမဖြစ်အောင်စနစ်တကျစွန့်ပြေးရမှာပါရှာဖွေရေးအာရုံခံကိရိယာကိုပါဝါပေးတဲ့ battery ကိုလည်းအရင်ဖြုတ်ရပါသေးတယ် ဒီလိုစိတ်ပိုင်းတွေကိုဖြုတ်ပြီးရင်လည်းအိတ်ထဲမှာနေရာတကျပြန်ထည့်ရတာပါအဲဒါကြောင့်လောင်ကြာတစ်လက်လုံးသိမ်းစီတာနဲ့တင်၄မိနစ်ကနေ၆မိနစ်လောက်ထိအချိန်ယူနိုင်တာဖြစ်ပါတယ်ခေတ်သစ်စစ်ပွဲတွေမှာဒီကြာချိန်ကကြီးမားတဲ့အလှည့်ပြောင်းကိုဖြစ်စေနိုင်တာတော့အမှန်ပါပဲနောက်ပြီးသူတို့စကန်ချထားတဲ့နေပရိုဒေတာကရှုံးတော်ထူထပ်တဲ့နေရာလေးဖြစ်နေခဲ့ပါတယ်အဲဒါကြောင့်ဖြစ်စည်းတွေကိုတည်ပြီးနေရာပြောင်းတဲ့ကိစ္စကရုရှားဖွဲ့တွေအတွက်အရန်အဆင်ပြေနေကြတာတော့မဟုတ်ပါဘူး နောက်ပြီးယူကရိန်းရဟယင်ကဖြေချခဲ့လို့မီးလောင်နေတဲ့ပျက်စီးနေတဲ့အဆောက်အဦတွေကလည်းလမ်းကြောင်းမှာအနှောက်ယှက်ပေးနေဦးမှာပါ။အဲဒါကြောင့်ရုရှားအတွက်အချိန်ကြာမြင့်မှုတွေကယူကရိန်းဒရုန်းအတွက်တော့အားသာချက်ဖြစ်နေခဲ့ပါတယ်။အခွင့်အရေးကိုအပိုင်းတိုင်းအသုံးချနိုင်ဖို့ပဲလိုအပ်နေတော့တာပါ။နောက်ပြီးယူကရိန်းမှာအားသာချက်တခုလည်းရှိနေခဲ့ပါတယ်။အဲဒါကတိုက်ခိုက်မှုဆိုင်ရာအချက်လက်တွေကိုတည်ရင်တပ်မဟာနဲ့ဓမ္မဌာနချုပ်တွေကိုသတင်းဖို့အမိန့်တောင်းခံစရာမလိုပဲကိုပိုင်ဆုံးဖြတ်ချက်နဲ့လှုပ်ရှားနိုင်တဲ့ကိစ္စပါပဲ။ ။အဲလိုမျိုးအခြေအနေတွေကမရှင်တချို့မှာခွင့်ပြုပေးထားတာပါ။အခုမရှင်မှာလည်းအဲလိုဆုံးဖြတ်ခွင့်တွေရထားပါတယ်။အဲဒါကြောင့် drone operator ကပြင်မှတ်ကိုအတီးပြူပြီးနိုင်တာနဲ့တိုက်ခိုက်ဖို့ကိုစပြီးဆောင်ရနိုင်ခဲ့တာပါ။ပြောရရင်ဒီခွင့်အာဏာကလည်းရိုးရာစစ်ပတ်လုံထုံလုံနည်းတွေထက်အချိန်လျှော့ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ပေါ်မှန်လုံထုံးလုံနည်းတွေအတိုင်းသာဆောင်ရွက်ရမယ်ဆိုရင်မစ်ရှင်ဖော်ဆောင်နိုင်မှု10မိနစ်လောက်အနည်းဆုံးထက်ကြအောင်ပါ။နောက်ပြီးယူကရိန်းဘက်ကဒီဒေသမှာမစ်ရှင်ဖော်ဆောင်ဖို့တမင်ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ တကယ်ဆိုရင်ဒီနေရာကတိုက်ပွဲတွေနဲ့ရွှေ့ရွှေ့ထွေထွေတိတ်မရှိလာပါဘူး။အဲဒါကြောင့်ရုရှားတပ်ဖွဲ့ကလည်းရဲအရင်ကိုပြစ်ခတ်ပြီးနောက်မှာနေရာပြောင်းဖို့အေးအေးဆေးဆေးလုပ်နေကြတာပါ။နောက်ပြီးရှုပ်ထွေးနေတဲ့အစင်းမျက်နှာပြင်မှာဆိုရင်လေဒီအဖွဲ့တွေရဲ့လှုပ်ရှားမှုကိုခြေရာခတ်မှုခက်ခဲနေမှာဖြစ်ပါတယ်။အခုတော့တိုက်တိုက်စိတ်လှုပ်ရှားနေတဲ့ရုရှားဖွဲ့ကိုခြေရာခတ်နိုင်ဖို့တိတ်မခတ်တော့ပါဘူး။မုံလွဲ2:54မိနစ်လောက်မှာတော့ယူကရိန်းဒရုန်းကပြင်းမဲ့ရှိတဲ့ area နားကိုရောက်လာနိုင်ပါပြီ။ drone operator ကကင်မရာကိုမြင်ကွင်းချဲကြည့်လိုက်တော့ပြည်စည်းတွေကိုတိုင်းရဲ့အလုံးရှုံနေတဲ့ရုရှားအဖွဲ့ကိုလှန်တွေ့လိုက်ရပါတယ်။သူတို့ကအခုချိန်ထိပြည်စည်းတွေကိုတိုင်းစီလို့မပြီးသေးပါဘူး။ဒီအချိန်မှာ drone operator ကတော့ရုရှားတွေတတိမပြုတ်မရအောင်တတိထားပြီးမောင်းနေနေကြတာပါ။ဒီနေရာမှာလည်းအထူးပြုပြင်ထားတဲ့ပုံစံကြောင့် radar ရဲ့ထောက်လန်းမှုကိုကောင်းကောင်းကြော်လွားနိုင်ခဲ့ပါတယ်။ဒီ drone ကပံကားလေးလုံးတက် plastic drone ပါပဲ။လောင်စာဆီသုံးလေရင်ပုံစံ drone တွေမောင်းသူမဲ့ drone တွေနဲ့မတူတာကအပူတက်ကိုထုတ်ပေးတာမျိုးမရှိပါဘူး။ ဒါပေမဲ့ဘန်ဂါရီကထွက်လာတဲ့အတန်လျှက်စစ်မော်တာကထွက်လာတဲ့အတန်တွေကတော့ကြားနိုင်ပါတယ်အနည်းဆုံးမီတာ100 200လောက်ကနေဆိုရင်ကြားနိုင်တဲ့အခြေအနေတွေရှိနေတာပါဒါပေမဲ့အဲ့ဒီကွာဝေးရောက်ရင်လည်းပြစ်လို့ခက်လို့ရနေပါပြီဒီအချိန်ထိရုရှားတွေကသူတို့အတွက်အချိန်နည်းနေပြီဆိုတာမသိသေးပါဘူးသူတို့လုပ်ရမယ့်ကိစ္စကိုပဲအာယုံဆိုင်နေကြတာပါ drone operator ကကင်မရာတွေကနေမြင်ရတဲ့မြင်ကွင်းပေါ်မူတည်ပြီး drone ကိုနောက်ဆုံးချိန်ညှိမှုတွေလုပ်နေခဲ့ပါတယ်။ဒေတာသမ5ကီလိုဂရမ်ရှိတဲ့လက်နက်ကစေပတ်ဆိုင်ရာဆန်နှုံးရပေါက်ကွဲမှုသေးငယ်တယ်ဆိုပေမဲ့အခုလိုအချိန်တွေမှာတော့လုံလောက်တဲ့အကျိုးသက်ရောက်မှုကိုပေးနိုင်စွမ်းရှိပါတယ်။ပြင်မနဲ့ပိုနီးကပ်လာချိန်မှာတော့ operator က drone ကိုဘေး90အမြင့်ကနေအောက်ကိုဆင်းချခဲ့လိုက်တာပါ။အချိန်ကတော့မွန်လွယ်2:55မိနစ်ရှိနေပါပြီ။ဒီဒီကြကြပြောရရင်ဒုံးကြီးတွေပြစ်ပြီးခတ်ပြီး9မိနစ်အကြာမှာပါပဲ။ ဒီချိန်မှာပြည်စုတွေတင်ပြီးတဲ့ရုရှားတွေကသူတို့အတွက်ချင်းချမှုကိုတတိထားမိသွားကြပါတယ်။ဒါပေမဲ့သူတို့ရောက်နေတဲ့ပတ်ဝန်းကျင်ကပြေးရလွှားရပုံရကွဲရလွယ်ကူတဲ့နေရာမှာမဟုတ်နေပါဘူး။ဒါပေမဲ့တနိုင်တလောက်အထီးခိုက်နဲမဲ့နေရာကိုအသေးအတန်လိုက်ရှာနေကြပါတယ်။အစောပိုင်းတုန်းကတော့ရုရှားဘက်ကယူကရိန်းရဟတ်ယာဉ်ကိုအပိုင်ဆိုပြီးဝေရင်ပစ်ဒုံးညီနဲ့ထုတ်ခဲ့တာပါ။အခုတော့သူတို့ကိုယ်တိုင်ပြန်ပစ်ခံရမယ့်အခြေအနေကိုရောက်နေခဲ့ပါပြီ။ဒီလိုအခြေအနေကိုပြန်ရောက်ဖို့ရှင်းမနေလောက်ပဲကြာမိခဲ့တာပါ။ drone operator ကအထီးကိုင်းနိုင်ဆုံးဖြစ်မဲ့နေရာကိုချက်ချင်းရွေးချယ်လိုက်ပါတယ်။အဲဒါကရုရှားအဖွဲ့တွေကြားကပစ္စည်းတွေရှိနေတဲ့နေရာပါပဲ။မိုးလဲ2:56မိနစ်မှာ FPV drone ကပြင်မှတ်ကိုတရှိန်ထိုးစိုက်ဆင်းသွားခဲ့တာပါ။နောက်ပြီးတော့ပြင်မှတ်ကိုတက်တက်ထိမှန်ပြီးပောက်ကွဲသွားခဲ့ပါတယ်။ဒီကိစ္စပြပြနေချိန်မှာပဲတခြားနေရာကရုရှားအဖွဲ့တွေကလှုံရှားမှုတစ်ခုလုပ်ဖို့လိုတိုင်းညွန်ကြားချက်အသစ်တွေကိုတောင်းခံနေကြရပါတယ်။ဒီချိန်မှာ Ukraine drone အဖွဲ့နဲ့လေတပ်ကတော့ရှင်တန်ရင်းနဲ့မရှင်ကြားကလွတ်လပ်စွာလေပတ်ခွင့်ကိုအသုံးပြုပြီးဆက်လက်လှုံရှားနေကြတာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်